Sky Net Update Channel ကိုစာမျက်နှာကြည့်ရှုနေကြတဲ့ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါရှင်။ ီးပါပြူများရှင်ပြည်အောင်စုသမရမြန်မာနိုင်ငံတော်အဆွေတော့တိုင်းရင်းသားပြည်သူပေါင်းတို့စီလုံးညီညွတ်စွာတသားတဲ့နေထိုင်လာခဲ့ကြပါတယ်။နိုင်ငံတော်အေဂျင်တာရင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ1993ခုနှစ်မှာစပြီးအမျိုးသားညီလာခံကျင်းပခဲ့ပြီးညီလာခံမှချမှတ်ပေးတဲ့အခြေခံမူများနဲ့ညီပြည်အောင်စုသမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီးပြည်လုံးချွတ်ဆန္ဒခံယူပွဲကြီးဖြင့်2008ခုနှစ်မေလ29ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီပေါ်ပေါက်လာတဲ့အစိုးရတက်လက်ထက်မှစပြီးလူဝင်မှုကြီးကြပ်ရေးနဲ့တည်သူအင်အားဝန်ကြီး ဌာနအားဆိုတော့မိမိတို့ဝန်ကြီးဌာနရဲ့ရေတိုရေရှည်စီမံချက်များအရလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာနရဲ့အထူးလုပ်ငန်းတာဝန်၃ရပ်မှပါဝင်နေဒုတိယလုပ်ငန်းဖြစ်တဲ့နိုင်ငံတော်အတွင်းနေထိုင်နေရှိတဲ့နိုင်ငံသားများကိုနိုင်ငံသားစီစီကပြထုတ်ပေးတာဝန်ရတိုင်းရင်းသားပြည်သူများကိုအိမ်တော်စုလူဦးရေစင်းနဲ့နိုင်ငံသားစီစီကထုတ်ပေးခြင်းလုပ်ငန်းကိုဖြေလျှော့ခြင်းဤလမ်းဖြင့်2021ခုနှစ်ဇူလိုင်လတရက်နေ့မှစပြီးတော့မိုးပွင့်စီမံချက်များနဲ့ရက်ွက်ကြွေရအရ One Stop Service အနေနဲ့ဆောင်ရွက်ပေးခဲ့ပါတယ်။ အော်ဒီနေ့ပြုလုပ်တယ်ဒီ mobile and two ပေါ့နော်နိုင်ငံသားဒီကပ်ပြလုပ်ပြီးတဲ့ဒီလုပ်ငန်းစီမံချက်မှာဦးအနေနဲ့နော်လာပြီးတော့ဟိုလာပြီးတော့အားပေးရတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံသားတယောက်အနေနဲ့နိုင်ငံသားကပ်ကအရေးကြီးပါတယ်။နိုင်ငံသားကပ်ရှိမှသာလေဒါမိမိနိုင်ငံသားဆိုတာပေါ်ပြတယ်။မိမိအတွက်တာမကပါဘူး။မိမိရဲ့နောင်ရေးအတွက်တဲ့မိမိရဲ့သားသမီးမိမိရဲ့ကနမျိုးစင်စဲလိုက် ဒါရသိရှိနိုင်မှုအတွက်နိုင်ငံသားတယောက်မှာရှိဖို့ရှိရမယ်နိုင်ငံသားကတခုဖြစ်ပါတယ်ဒါရှိတဲ့အတွက်ကြောင့်မို့အပြည့်ပြည့်ပေါ့နော်နိုင်ငံသားကရှိတဲ့အတွက်ကြောင့်မို့ပြည်ရင်းခီးသွားတာပဲဖြစ်ဖြစ်ကြပြည်ပကိုသွားမယ်ကျွန်တော် passport လောက်တာပဲဖြစ်ဖြစ်ဒါရီယာနိုင်ငံသားကရှိမှလုပ်လို့ရတာလို့ပြင်ရင်မောင်းလိုက်စင်တွေလုပ်မယ်ပြည်ပြည့်အမတ်ကန်လုပ်ငန်းတွေမှာလည်းနိုင်ငံသားကတည်းကျမ်းမာရေးဝန်ဆောင်မှုတွေဒီလိုပေါ့ဒါကြောင့်မို့ဒီအရေးလုပ်တဲ့အခါမှာနိုင်ငံသားကရှိမှမိတိနိုင်ငံသားဆိုတာဒီ ေါ်ပြဖို့နိုင်ငံသားကတ်ဟိုလုံမတာလည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီနိုင်ငံသားတယောက်အနေနဲ့နိုင်ငံသားကတ်ဒီမရှိမဖြစ်လိုအပ်တဲ့မှတ်သားတစ်ခုတနည်းအားဖြင့်လိုအပ်တဲ့ထောက်ထားတစ်ခုလို့ဦးအနေနဲ့သုံးသပ်ပါတယ်။ဩဒီလိုဒီနေ့ဒီမိုးပွင့်စမန်ဂိမ်းမှာခုလာလို့တဲ့ပြည်သူတွေပေါ့နော်။ဒါဥရောကတော့ဒါအကုန်လုံးပေါ့နော်။ဒါဒီလုတ်ပေးနေပါတယ်။အခုဆိုတနည်းအားထဲမှာပဲခုန one stop ပေါ့။လုတ်တဲ့အတွက်ကြောင့်မို့လွယ်လွယ်ကူကူလေးရတယ်။နောက်တစ်ခုကဟိုဘာပဲဖြစ် ဒီမှာ one stop ဆိုတာကကွနတပ်ပုံရိုက်ပေးတာဒီတွေးစစ်ပေးတာဒီနဲ့တခါတည်းဒီနေ့လုပ်မယ်ဒီနေ့ရတယ်ဆိုတော့ပြည်သူတွေလည်းဝမ်းသာပါတယ်။နောက်လည်းဆက်လက်ပြီးတော့လည်းလုပ်ပါမယ်။ပြည်သူအနေနဲ့ကလည်းလိုအပ်တာလေးတွေကိုလာပြီးတော့ဒီဆက်သွယ်ပါ။ကွနဒီမှာမမီလိုက်လဲဥမာဆိုပါစို့ဟိုညနေကွနဒီဒီနောက်ကရုံးမှလည်းလာပြီးတော့လည်းအကူအညီတောင်းလို့ရပါတယ်။ဥအနေနဲ့ ရန်ကုန်တိုင်းဒေသရဲ့လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့လူတွေလည်းအောင်လို့ပြည်သူ့ရဲ့လိုအပ်ချက်ကိုအမြဲတမ်းလိုက်ပြီးတော့လိလစုံစမ်းပြီးတော့လိုအပ်တာတွေကိုပံ့ပိုးပေးဖို့၊ကူညီပေးဖို့တဲ့အစဉ်အသင့်ပါပဲဆိုတော့ပြောကြလိုပါတယ်။ဒီဝါပြည်သူများရှင်ဒီကနေ့မှာတော့ပဇွန်ထောင်မြို့နယ်နဲ့မင်္ဂလာတောင်ညွတ်မြို့နယ်မှာဆိုရင်တော့မိုးပွင့်အထူးစီမံချက်ကိုဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ဒီဝါပြည်သူများရှင်ဒီကနေ့မှာတော့မင်္ဂလာတောင်ညွတ်မြို့နယ်ပသိမ်ညွတ်ရက်ွက်6လမ်းဓမ္မယုံမှာတော့မိုးပွင့်အထူးစီမံချက်ကိုဆောင်ရွက်ခဲ့ပါတယ်။ မိဘပြည်သူများရှင်မိုးပွင့်အထူးစီမံဆောင်ရွက်ချက်အခမ်းအနားစီစဉ်ရာရေကုန်တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ဒါတော့ဒါဝန်ကိုကိုငါမြန်မာနိုင်ငံမှာမွေးတာပဲမြန်မာနိုင်ငံသားပြောလို့မရဘူး။မြန်မာနိုင်ငံသားဖြစ်ကြောင်းဆလပီရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးဌာနမှမှလည်းဒီကနေ့မိုးပွေထူးစီမံဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောပြခဲ့ပါဗျာ။အဆင့်၄အဆင့်၅အဆင့်၆အဆင့်၇ဆိုပြီးတော့ လုပ်တဲ့အဆင့်နေစီမံချက်တွေကတော့ဝင်ကြီးဌာနကျွန်တော်တို့ဌာနအစီအစဉ်နဲ့လုပ်တာဖြစ်ပါကျွန်တော်တို့မဘုံတွင်ထုတ်ပေးမြို့သားမဘုံတွင်ထုတ်ပေးမှာเนาะဒီဖွယ်လက်ရှိဘုပ္ပေထူးမှာလဲပေါ့နော်ကျွန်တော်တို့ကမြို့နယ်နေနေကတော့ဥက္ကဋ္ဌဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမင်္ဂလာတောင်ကျွမြို့နယ်အတွင်းမှာရှိနေတဲ့ရက်ွက်20ဟုပေါ့ဒါကျွန်တော်တို့စီမံချက်တွေရေးဆွဲပြီးတော့မှဒီနိုင်ငံတကာတပ်ပြားတွေထုတ်ပေးဖို့အတွက်ကိုကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်ဒီကတော့ကျွန်တော်တို့ ရွေးကောက်ပွဲအတွက်ပေါ့နော်အဓိကလည်းရည်ရွယ်ပါတယ်ထို့သူပဲကက်လေးတွေနိုင်ငံတော်ကက်လေးတွေမရမှာဆိုးတဲ့အတွက်ကြောင့်တော့ဒါချိုးတင်ပြီးအာစီစဉ်ထားဖြစ်ပါတယ်နိုင်ငံတော်တမားကြီးရဲ့လမ်းညွှန်ချက်လည်းပါတယ်ပေါ့နော်အဲလက်ရှိဒီနေ့ကျွန်တော်မနေရပါနော်စည်ရင်ကောက်ထားတဲ့အနေအထားရဆိုလို့ရှိရင်တော့ဒီနေ့ရောက်တရာကျော်လောက်တော့ရှိပါမယ်ဗျဒါအခြားလဲလာလုံးမဲ့လူတွေလည်းရှိပါတယ်ဒါတော့ကျွန်တော်တို့မိုးပွင့်အထူးတနေ့3 4 5 6ပေါ့နော်ဒါပုံမှန်လုတ်ခဲ့တာရှိပါတယ်ဒီမှာလည်းကျွန်တော်တို့လုတ်ပေးခဲ့တာရှိပါတယ်အဲအခုလုတ်တဲ့အနေထားရဆိုလို့ရှိရင်နေချင်းပြီး လုတ်တဲ့အတွက်ကြောင့်မလို့သူတို့မှာမရရှိသေးတဲ့တချို့ပေါ့လေမရရှိသေးတဲ့နိုင်ငံသားအခွင့်အရေးအဓိကတော့ဒီနိုင်ငံသားအခွင့်အရေးပေါ့နော်ရရှိစေချင်တဲ့အတွက်ကြောင့်ဒါလေးဆောင်ရွက်ပေးတာဖြစ်ပါတယ်ပြပါပြီသူများရှင်ဆက်လက်ပြီး UNHCR မှာတာဝန်ရှိသူတို့မှလည်းမိုးပွင့်အထူးစီမံချက်မှာပါဝင်ကူညီရဲ့အကြောင်းရင်းများနဲ့ပတ်သက်ပြီးတော့ပြောကြားခဲ့ပါတယ် International perspective as well it's very important that everybody has a civil documentation UNHCR ကကျွန်တော်တို့ဒီတဘာဝဗေဒံဖြစ်တာတွေ နောက်တစ်ခါစစ်မဲ့အရာဖြစ်တဲ့ဒေသတွေမှာရှိနေတဲ့တိန်းချောင်တဲ့လူတို့တွေကိုလိုက်ပြီးတော့မှဒီနိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်နဲ့အတူ ဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းကုလသမဂ္ဂရဲ့ဒုက္ခသည်များမဟာမင်းကြီးရုံးရဲ့အဖွဲ့အစည်းအနေနဲ့ပေါ့လာပြီးတော့မှပူးပေါင်းပေးတဲ့အဖွဲ့အစည်းဖြစ်တယ်။ရန်ကုန်တိုင်းမှာကျွန်တော်တို့မိုးပင်အထူးစီမံချက်မတိုင်ခင် ကာလမှာမိုးပင်စင်1နှစ်3 4 5 6 9ထီကိုဒီကျွန်တော်တို့ကွင်းစင်းပြီးဆောင်ရွက်တဲ့အချိန်မှာတော့ နာဂိ2006ခုနှစ်ကဖြစ်ခဲ့တဲ့နာဂိဒီမုံတိုင်းမှာဘေးတင်ခဲ့တဲ့ပြည်သူလူထုတွေကကျွန်တော်တို့ရန်ကုန်တိုင်းနဲ့လည်းရောက်ရှိလာတယ်ရှိတယ်။ရန်ကုန်တိုင်းအတွင်းမှာလည်းတချို့သောခြေရွာတွေမှာဒီလိုသဘောဘေးဒဏ်ထိခိုက်ထားရလည်းရှိတယ်။အဲ့ဒီမိုးဝင်းစင်တစ်ကနဲ့ခုနှစ်ထိတွင်းမှာပူပေါင်းဆောင်ရွက်ရနေမှာအုပ်အထူးမိုးဝင်းစီမံချက်မှာလည်းသူတို့ဒီပေါဝင်လက်ဆနဲ့တဘောင်းနဲ့ပေါဝင်ဆောင်နေတာဖြစ်ပါတယ်။သူတို့ဌာနအနေနဲ့တော့ကျွန်တော်တို့ဒီက ဆောင်ရွက်နေတဲ့လိုအပ်ချက်တွေကိုလိုက်လံကြည့်ရှုပြီးတော့မှပြည်သူလူထုရဲ့လိုအပ်တဲ့ဈေးစကားတွေဘာတွေသူတို့လှူဒန်းမှုတွေရှိနေပါတယ်။ဒါကြောင့်ပူပေါင်းဆောင်ရွက်တဲ့အနေအထားမျိုးဖြစ်နေတယ်လို့ပြောကြားလုပ်ပါတယ်။ကျွန်တော်တို့ကိုဒီပြည်တွင်းအလှူရှင်တွေကလည်းလှူဒန်းတာရှိတယ်ပူပေါင်းဆောင်ရွက်တာတွေရှိပါတယ်။ပြည်ပအနေနဲ့လည်းအခုလိုပူပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။အဲ့တော့ဌာနကတော့ဒီပြည်သူလူထုကိုဘယ်လောက်ထိပံ့ပိုးဆောင်ရွက်ရမလဲဘယ်လိုတွေဆောင်ရွက်ရမလဲဆိုတော့အများအားစဉ်းစားပြီးလုပ်နေတဲ့အချိန်မှာ ဒီပြည်တွင်းစင်မကပြည်ပပါဒါမျိုးအားပေးကူညီပြီးတော့မှကျွန်တော်တို့ဆောင်ရွက်ချက်တွေပြည်သူလူထုရဲ့လိုအပ်ချက်တွေပူးပေါင်းဆောင်ရွက်နေတဲ့အနေအထားတွေဖြစ်တယ်ဆိုတာကိုပေါ်လွင်မှုအနေအထားအရဒီအကျိုးမြတ်ဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်လို့မဟုတ်ပေမဲ့လို့ပြည်သူလူထုအတွက်တော့တကယ်ကိုထိရောက်တဲ့ကိစ္စဖြစ်ပါကြောင်းပြောကြလိုပါတယ်ဆလဘီရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှမှလည်းတက်ရောက်လာကြတဲ့ပြည်သူလူထုကိုမေးခွန်းများမေးမြန်းပြီးတော့ပြည်သူလူထုမှမိမိသိလိုတဲ့အကြောင်းအရာကိုမေးမြန်းခဲ့ပါတယ်။ ဆက်လက်ပြီးရက်ွက်ပြည်သူလူထုကိုစားရက်ွက်သားတို့ဦးမှလည်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ကျေးဇူးတင်ရှိပါကြောင်းကြေညာရင်းနဲ့ပဲပြပါပြီသူများရှင်ဒီကနေ့မိုးပွင့်အထူးစီမံဆောင်ကြအစွန်တော့မင်္ဂလာတောင်ညွတ်ညွတ်နယ်နဲ့ပဇွန်အောင်ညွတ်နယ်ကိုဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်ပြပါပြီသူများရှင်မိုးပွင့်အထူးစီမံကိန်းကိုတော့2015ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစပြီးဇွန်လ30ရက်နေ့ထိ6လတိုင်တိုင်ဆောင်ရွက်ပြီးသွားမှာပဲဖြစ်ပါတယ်မိုးပွင့်အထူးစီမံကိန်းမှာတော့အသက်10နှစ်18နှစ်ပြည့်နဲ့10နှစ်မှ18နှစ်ပြည့်လဲလဲပေးခြင်းမွေးတည်စင်းလုပ်ပေးခြင်းအိမ်အောင်စုစင်းလုပ်ပေးခြင်းတို့ကိုအမြန်ဆုံးနဲ့ငွေကြေးအသက်သာဆုံးဖြင့်ဆောင်ရွက်ပေးရပါပဲဖြစ်ပါတယ်ရက်ွက် က်တစ်ခုကိုတက်လာတစ်ချိန်လုံးနဲ့6လ6ချိန်တိတိဆောင်ရွက်ပြီးသွားမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားတိုင်းရင်းသားများကိုတော့ကွင်းစစ်ဆောင်ရွက်ပြီးသွားမှာဖြစ်ပြီးတော့သွေးနှောများကိုတော့လာဝကရုံမာသာဆောင်ရွက်ပြီးသွားမှာပဲဖြစ်ပါတယ်။မိုးပွင့်အထူးစီမံကိန်းအရဆိုတော့2015ခုနှစ်ရွေးကောက်ပွဲမှာပြည်သူလူထုအားလုံးပါဝင်မဲ့ပေးနိုင်ရန်ရည်ရွယ်ပြီးတော့ကျင်းပပြုလုပ်ခြင်းပဲဖြစ်ပါတယ်ရှင်။ပြည်သူများရှင်ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ဗဇွန်နောင်မြို့နယ်နဲ့ မင်္ဂလာတောင်ညွတ်မြို့နယ်မိုးပွင့်အထူးစီမံဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများသိရှိနိုင်မှု Tomorrow Sky နဲ့ Update ဖွဲ့ရရက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်မောင်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်